အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျရန်ကုန်တန်လင်တရာအစင်းတွင် စစ်ကြေးကောက်နေသောစစ်သားနှင့်အရင်းများကိုမိုင်းခွဲတိုက်ခိုက်မှုကြောင့်ထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်းသိရပါသည်။ရန်ကုန်တိုင်းတန်လင်းမြို့နယ်တန်လင်းတရအစင်လက်မှတ်ဂိတ်မှတ်တမ်းအနီးတွင်စစ်ကြေးကောက်နေသောစစ်သားရဲများကိုအဝေးထိမ်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်း Operation Flame OF မှသတင်းနှင့်ပြန်ကြားတာဝန်ခံကပြောပါသည်။မေလ21ရက်နနစေနိုင်ဝင်းကျင်ကတန်လင်းမြို့နယ်မြို့ဟအောင်နောက်ရက်ကွယ်တန်လင်းတရအစင်လက်မှတ်ဂိတ်မှတ်တမ်းအနီး၌ ပြည်သူကားများကိုအမြဲတမ်းစက်ကြီးကောက်နေကြသောအကြမ်းဖက်စစ်တပ်လက်အောက်ခါရင်းနှီးရဲများနဲ့လုံခြုံရေးယူပေးနေသောစစ်သားရဲများကိုအဝေးထိန်းမိုင်းအုံပြူဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ပြင်အားဖြင့်အဝေးထိန်းမိုင်းတလုံးအုံပြူဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။အကြမ်းဖက်တပ်သားတွေထိခိုက်နိုင်ခြေရှိပါသည်ဟု Operation Flame OF မှသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါသည်။ထို့သောတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခါစစ်သားရဲများထိခိုက်မှုရှိနိုင်ပြီးအသေးစိတ်ချေနေများအားစုံစမ်းနေဆဲဖြစ်ကြောင်း စစ်စင်ရေးပြီးဆုံးပြီးနောက်တွန်လိုင်းအဖွဲ့သားများအလုံးဘေးကင်းရာသို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရပါတယ်။တန်လျင်မှပြည်သူများကလည်းယနေ့တန်လျင်တရားအစင်းဂိတ်တွင်ဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့သည်မှာမှန်ကန်ကြောင်းပြောကြားပါတယ်။အဆိုပါစစ်စင်ရေးကို Operation Flame OF မှရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးဆက်လက်၍ရန်ကုန်တော်လိုင်းမှာမိများအလုံးနဲ့အတူလက်တွဲကအကြမ်းဖက်စစ်တပ်ကိုအရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းအသိပေးထားပါတယ်။စစ်တပ်ကိုဝေဖန်မှုစစ်ရာရှိကားကို မှန်ချခိုင်းမှုတို့ဖြင့်မိထီလာပြူစောတိကောင်းဆောင်ဇော်ယူထင်းကိုစစ်တပ်ကအမှုဖွင့်ဖမ်းဆီးကြောင်းသိရပါဗါးမန္လီတိုင်းမိထီလာတွင်စစ်မှုထမ်းခြေကောက်ခံမှုအပေါ်လူမှုကွန်ရက်မှတ်တဆင့်ဝေဖန်မှုစစ်အရာရှိလိုက်ပါသည့်ကားကိုမှန်ချခိုင်းမှုတို့ဖြင့်မိထီလာပြူစောတိကောင်းဆောင်ဇော်ယူထင်းကိုစစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးထားကြောင်းမိထီလာဒေသပြည်သူတို့ကပြောကြားပါဗါးစစ်တပ်ထောက်ခံသူလည်းဖြစ်အစိုးရမှဘာသာဖွဲ့ဝင်လည်းဖြစ်စစ်မှုထမ်းဟောင်းလည်းဖြစ်သူဇော်ယူထွန်းသည် 2021ခုနှစ်ဆက်အာနာသိမ်းပြီးချိန်ကလေးကစစ်ကောင်စီတပ်ဤတရင်ပေးအဖြစ်အလုပ်လုပ်ကိုင်ခဲ့ကြောင်းရင်းနောက်စစ်တပ်နာများတက်ခဲ့က2022ခုနှစ်မှစ၍မိထလာမျိုးဤပြူစောင်းတိကောင်းဆောင်ဖြစ်လာခဲ့ကြောင်းထို့နောက်မိထလာမျိုးလုံခြုံရေးများတွင်စစ်တပ်နှင့်အတူပါဝင်လာခဲ့ပြီးမိထလာမျိုးအဝင်တိုးဂိတ်တွင်၎င်းကိုစစ်တပ်ကလုံခြုံရေးကောင်းဆောင်တာဝန်ပေးခဲ့ကြောင်းသိရပါသည်ထို့သောတာဝန်ပေးထားစဉ်ဖြတ်တန်းသွားလာသောကားမှန်သမျှမှန်ချခိုင်းရာမလှိုင်မြုပ်နယ်မှဘုံမှုဝေဖြိုးမောင်းနှင်လာသော Nissan AD Venga ကိုပန်ချခိုင်းရာမှာ ဘူမှုဝေဖြိုးနဲ့မိထလာမျိုးဖြူစောတိကောင်းဆောင်ဇော်ယူထွန်းတို့အကြားအချင်းများရံဖြစ်ခဲ့ကြောင်းတနက်ဖြန်ပြစ်ခတ်ပြီးလက်ပစ်ပုံးခွဲပစ်ပြီးဟုဘူမှုဝေဖြိုးကထင်းချောက်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်မိထလာဖြူစောတိကောင်းဆောင်ဇော်ယူထွန်းကမေလ23ရက်နေ့သူ၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင်မိထလာမျိုးနယ်တွင်စစ်မှုထမ်းအစားထိုးရန်ငွေကောက်ခံနေမှုများမှာတရားမဝင်ကြောင်းလူစားထိုးရန်အတွက်အလုတ်သွားအလုတ်ပြန်လမ်းပေါ်မှာတွေ့ကြရလူငယ်များကိုဖမ်းဆီးနေခြင်းကြောင့်ပြည်သူများစိတ်မလုံခြုံမှုဖြစ်နေကြောင်းမိထီလာတွင် ညပိုင်းပြည်သူများပေါ်လာဆွဲခံရမည်ဆိုရင်၍အပြစ်မထွက်ကြောင်းမိထလာတမျိုးလုံးညပိုင်း၆ကတ်တိတ်ဆိတ်နေကြောင်းစစ်မှုထမ်းလူစားထိုးရန်မိထလာ113တတ်ထဲတွင်ဒိန်း90ပေးခဲ့ရသောလူငယ်များရှိကြောင်းကြေးရွာတိုင်းလစဉ်တိမ်ပေါင်းများစွာစစ်မှုထမ်းဆက်ကြီးပေးနေရကြောင်းစစ်မှုထမ်းကြီးကောက်သောတာဝန်ရှိသူများကိုအေးအေးယူရမည်ဖြစ်ကြောင်းရေးသားခဲ့ပါသည်အဲ့ဒီဇော်ယူထွန်းကလီတက်ကအုတ်ခွဲတက်ကြကြီးကနေစေးကြပြီးထွက်လာတာအရင်မြောက်ရီရုပ်သားမှာပါအင်တာဗျူးတွေပါလို့လို့ဘူးတယ်အင်မတန်ဆိုးတယ်ပြူစောတိကောင်းဆောင်လုပ်နေတာ မေလ15ရက်နေ့မှာဖမ်းခံရတယ်။သူကစစ်မှုထမ်းဆက်ကြေးတွေစစ်တပ်ကကောက်နေတာကိုအရေးယူတင်တယ်ဆိုပြီးမေလ13ရက်နေ့မှာသူ့ Facebook ကနေတင်တယ်။အဲ့ဒါမဖြစ်ခင်ကသူတာဝန်ကျတဲ့မိထလာဒိုးဂိတ်မှာဘုံမှုဝေဖြိုးဆိုသူနဲ့ကားမှမှမချလို့ပြဿနာတက်တယ်။သူတာဝန်ကျတဲ့ဂိတ်မှာပဲသူ့ကိုဝန်ဖမ်းသွားကြတယ်လို့ကြားတယ်မဘာသာစစ်တပ်ထောက်ခံသူစစ်စစ်ပါဟုမိစလာမျိုးမှနိုင်ငံရေးလှုပ်ရှားသူတူကပြောပါတယ်စစ်ကောင်စီကမူဒူစောတီကောင်ဆောင်ဇော်ယူထွန်းကိုပြန်လည်ဖမ်းဆီးသည့်ကိစ္စနဲ့ပတ်သက်၍နိုင်ငံတော်တည်ရင်အေးချမ်းရဲကိုပြစ်ပြစေရန်ရည်ရွယ်က ယူမှုကွန်ရက်ဆံမျက်နှာပေါ်၌လှုံ့ဆော်ခြင်းဝါရဖြန့်ခြင်းများပြုမှုလို့ဆောင်ကြသည့်ဇော်ယူထွန်း Facebook အကောင့်ပိုင်ရှင်ဖြစ်သူမန်လေးတိုင်းမိတ်လာမြုပ်နယ်ရံမြုပ်အောင်ရက်ကွက်နေဇော်ယူထွန်းအား2025ခုနှစ်မေလ15ရက်နေ့မိုးလွယ်တနင်္လာ20မိနစ်တွင်ဖမ်းဆီး၍တက်ဆိုင်ရာရဲစခန်း၌အမှုဖွင့်အေးအေးယူထားကြောင်းမေလ16ရက်နေ့ရက်စွဲဖြင့်သတင်းထုတ်ပြန်ထားပါသည်စစ်တပ်ထောက်ခံသူပြူစောထီကောင်းဆောင်ဇော်ယူထွန်းကစစ်အာဏာရှင်စန့်ကျင်ရေးနိုင်ငံရေးလှုပ်ရှားသောပြည်သူ20ဦးခန့်ကိုကိုယ်တိုင်ဖမ်းဆီးခဲ့သူတူလည်းဖြစ်ကြောင်းသိရပါသည်တန်တောင်ကြီးရှိစစ်တပ် ကြည်တိုက်ခိုက်ရေးတင်နှန်းကြောင်းရှော့တိုက်တွန်းဖြင့်ပြစ်ခတ်မှုကြောင့်ဗိုလ်မှူးအချို့အပါအဝင်စစ်သား9ဦးသေဆုံးကြောင်းသိရပါတယ်။တရင်ပြည်နယ်တန်တော်ကြီးမြို့နယ်ဘေးနောင်တပ်မြို့ရှိတပ်မတော်ကြီးတိုက်ခိုက်ရေးကြောင်းဘေးနောင်ကိုရှော့တိုက်တွန်းဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာဗိုလ်မှူး3ဦးပါဝင်စစ်သား9ဦးသေဆုံးခဲ့ကြောင်း Brief Warriors for Myanmar BW အဖွဲ့မှတာဝန်ရှိသူတူကပြောပါတယ်။မေလ19ရက်နေ့နာနက်9:20မိနစ်ကတန်တော်ကြီးမြို့နယ်ဘေးနောင်တပ်မြို့ရှိစစ်ကောင်စီတပ်မတော်ကြီးတိုက်ခိုက်ရေးကြောင်းဘေးနောင်အတွင်သို့ တရခုမမရှော့လိုက်တော့၅လုံးဖြင့်ပစ်ခတ်ခဲ့ရာ၄လုံးကိုအောင်မြင်စွာပစ်ခတ်တက်ခိုက်နိုင်ခဲ့ကြောင်းသိရပါဗျ။ထို့သောတက်ခိုက်မှုအတွင်တင်နန်းသားအရာရှိဘုံမှုခနဦးစိုးရင်ပွဲအဆင့်ဒဏ်ရာရရှိခဲ့ပြီး၎င်းတို့ကိုတက်မတော်စစ်ဆေးရုံသို့ပို့ဆောင်ကူတာစဉ်၃ဘူးလုံးတည်ဆုံသွားကြောင်းထို့ပြင်ကြောင်းကြီးလုံကြုံရေးစစ်သည်နှစ်ဦးဒုတကြကြီးနှစ်ဦးတို့ပွဲချင်းပြီးတည်ဆုံခဲ့ရာ စုစုပေါင်းတည်ဆုံသူခုနှစ်ဦးရှိကြောင်းသိရပါဗျ။ထို့ပြင်ကြောင်းကြီးနေအိမ်ဂါကိုတောင်နဲ့ဂါအကြီးနှစ်ဆင်း တရင်မှုတင်နာသားအရာရှိအိတ်ဆောင်များဖြစ်သောအင်ဂျင်ဆောင်၊ဒဇင်ဆောင်၊နှစ်စီဆောင်များကြောင်းမူကင်းကင်းသားအိတ်ဆောင်ထိမှန်ခဲ့ပြီးတနတ်တင်စဉ်၆ခုကျောင်းဌာနချုပ်လက်နက်တပ်များမျက်နှာချက်ပွင့်၍လက်နက်များထိခိုက်မှုရှိခဲ့ကြောင်းကျောင်းမူကင်းကင်းသားအိတ်ဆောင်ထိမှန်ခဲ့မှုကြောင့်စစ်တီ၃ဦးဒဏ်ရာရရှိခဲ့သည့်အပြင်နောက်ထပ်စုစုပေါင်း၁၆ဦးမစိုးရိမ်ရဒဏ်ရာများရရှိကြောင်းသိရပါသည်။အဆိုပါတိုက်ခိုက်မှုကို Brave Forest for Myanmar BWM Anti-Coup People's Liberation Force ACPLF Mountain Knife Civilian Defense Force MKCDF KNLA တပ်မှနဲ့တရင်ငါတို့ပူးပေါင်း၍တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်ရှုံးကောင်စီ တက်မတော်ကြီးတက်ခါရေးကြောင်းဘေးအနောင်သည်အောက်မြန်မာပြည်ရှိတည်ရင်တက်ဖွဲ့အသည်းဒီကိုဥဆောင်နေကြသောအရာရှိများအတွက်တက်စုမှုတက်ခွဲမှုများနဲ့တည်ရင်မှုတင်နာများပေးပြီးတက်ခါရေးပညာကိုအဓိကတင် जा ပေးနေသည့်တက်ခါရေးတင်နာကြောင်းဖြစ်ပြီးစစ်ရှုံးကောင်စီဩဇာခံ၏ပြည်လူထုကိုနှီးမျိုးစုံဖြင့်နှိပ်စက်ရန်စစ်ကောင်စီရန်များကိုအမိန်ပေးကွက်ခဲ့နေသောစစ်ကောင်စီအရာရှိများကိုပြည်သူ့ပုံစံတံမြန်တက်ခိုက်ရန်ရည်ရွယ် BWN နဲ့မဟာမိတ်များက BWN Mission 38ကိုပေါ်ဆောင်ရခြင်းဖြစ်ကြောင်းအသိပေးထားပါသည်။အိန္ဒိယစစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်၁၀ဦးကိုဖမ်းဆီးကော်ဆောင်နှိပ်စက်တပ်ဖြတ်ခဲ့မှုစစ်စစ်တွေ့ရှိရဟု UNG ကထုတ်ပြန်ထားပါတယ်။အိန္ဒိယစစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲတမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်၁၀ဦးကိုဖမ်းဆီးခေါ်ဆောင်နှိပ်စက်တပ်ဖြတ်ခဲ့မှုစစ်စစ်တွေ့ရှိရကြောင်းအမျိုးသားညွန့်ရေးဆိုရ UNG နိုင်ငံခြားဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။မေလ၁၄ရက်နေ့စကိုင်းတိုင်းကမ္ဘာကြီးတေးရွာနီမြန်မာအိန္ဒိယနယ်စပ် မြန်မာပြည်ဘက်အချမ်းယာယီစကောင်းတို့ရွှေပြောင်းတောင်ဝန်ထမ်းဆောင်နေသောတမူးခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ဘာကာဖရဲဘော်စေဦးစလုံးသည်စခန်းမှပျောက်ဆုံးသွားပြီးအိန္ဒိယနိုင်ငံမျက်စက်လုံးချုံတပ်ဖွဲ့ဖြစ်သည့် Assam Rifle တရင်တချန်ဒီခရိုင်မဏိပူပြည်နယ်ကမေလ16ရက်နေ့တွင်ရုတ်အလောင်း10လောင်းကိုဖွဲပြောင်းပေးလာကြောင်းသိရပါသည်။မြေပြင်အခြေအနေစစ်ဆေးမှုများအစီရင်ခံစာတွေ့ရှိချက်များဆွေးနွေးတွေ့ရှိချက်များအရာဖြစ်စဉ်အမှန်သည်အိန္ဒိယနိုင်ငံမီဒီယာများကရေးသားဖော်ပြနေသကဲ့သို့ထိတ်တဲ့ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ကြောင်း ဒမူခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်စဲဦးမှအိန္ဒိယနိုင်ငံဘက်ခြမ်းတွင်ထိတ်တိတ်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကကြာဆုံးခြင်းမဟုတ်ပဲယာယီစကားရွှေ့ပြောင်းမှုကိုသတင်းတိုတင်ပေးပို့ထားသည့်ကြားကပင်အိန္ဒိယစစ်တပ်အဆမ်ရာဖယ်တရင်တွင်ချန်ဒီခရိုင်မနီပူပြည်နယ်ကအကြောင်းပြချက်မခိုင်လုံစွာဖြင့်ပကဖရဲဘော်များကိုဖမ်းဆီးခေါ်ဆောင်နှိပ်စက်တပ်ဖြတ်ခြင်းခံခဲ့ရသည်ဟုတုံ့တက်တွေ့ရှိရကြောင်း NUG ကဆိုပါတယ်အဆိုပါအလောင်းများပြန်လည်တန်းခွာရရင်လည်းအိန္ဒိယစစ်တပ်ကကာဂျီပကဖရဲဘော်များ အိန္ဒိယနယ်နိမိတ်အတွင်ဝင်ရောက်စတင်တိုက်ခိုက်သောကြောင့်နှိမ့်နှင်းခြင်းခံရကြောင်းခါကွေနောက်နောက်နယ်နိမိတ်ခြံစည်းရိုးခတ်မှုကိုမကန့်ကွက်ရန်သဘောတူပါကြောင်းစသည့်အချက်များအားမြန်မာဖက်မှလာရောက်သည့်တန်ဝန်ခံများကိုခေါ်ယူကာဖီအားပေးလက်မှတ်ထိုးစေပြီးမှရက်ပြောင်းပေးခဲ့ကြောင်းသိရပါတယ်။မြေပြင်စစ်စစ်တွေ့ရှိချက်များပေါ်အခြေခံလည်းအိန္ဒိယအစိုးရအနေဖြင့်ကာကြီးအမှုမှပေါ်ပေါ်ရေးဆောင်ရွက်ပေးရန်ခါကွေအိန္ဒိယကိုစန့်ကျင်တိုက်ခိုက်နေသူများမဟုတ်ဟုသိပါလျက်ရက်ဆက်စွာတပ်ဖြတ်ခြင်းပေါ်တာဝန်ယူမှုရှိစွာဖြင့်စုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူဖြေရှင်းပေးရန် ကငယ်နှစ်နာမှုများအတွက်တောင်းယူဆောင်ရွက်ပေးပြီးနှစ်နာသူမိသားစုများအားနှစ်နာကြေးပေးဆောင်ရန်ခါကြီးနောက်တွင်အလားတူကိစ္စများမဖြစ်စေရအတွက်စီမံဆောင်ရွက်ပေးရန်ငှနိုင်ငံလက်ချားစီညှိနှိုင်းမှုမပြည့်ပြတ်သေးသည့်ကာလတွင်တစ်ဖက်သက်ခြံစည်းရိုးခတ်ခြင်းအားရိုက်ရိုက်ဆိုင်ထားခြင်းဖြင့်ယခုကဲ့သို့ဖြစ်စဉ်များအားရှောင်လဲရန်တို့ကို NUG ကတောင်းဆိုထားပါသည် NUG အနေဖြင့် ယခုဖြစ်ပွားမှုသည်အိန္ဒိယနိုင်ငံဆိုရိုက်မူဝါဒသဘောထားယက်တီချက်တစုံတရာကိုကိုစားပြုခြင်းမဟုတ်ယုံကြည်ပါကြောင်း UNG နေဖြင့်ယခင်ပေးပို့ထုတ်ပြန်ထားသည့်မိမိတို့၏မူဝါဒအတိုင်းအိန္ဒိယနိုင်ငံကြားဆက်ဆံရေးကိုအရှိရှေးရှုလက်နယ်စပ်ဒေသကိစ္စရပ်များတွင်အတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းယခုတော့ပြန်ချက်မှာမြန်မာပြည်သူများ၏စာနာသဘောထားလည်းဖြစ်သည်ဖြင့်အိန္ဒိယအစိုးရနှင့်အလေးထားဆောင်ရွက်မည်ဟုယုံကြည်ပါကြောင်းနဲ့ အမှုမှမပေါ်ပေါက်ခဲ့ပါကဖြစ်ပေါ်လာမည့်ကိစ္စများတွင် NUG အနေဖြင့်ကိုင်နယ်ဖြေရှင်းရန်ခက်ခဲမည်ဖြစ်ပါကြောင်းအထူးမြတ်တမ်းရက်ခံတောင်းဆိုထားပါသည်မြန်မာနိုင်ငံတွင်ရှိမိဘပြည်သူများအိန္ဒိယနိုင်ငံတွင်ရှိမြန်မာနိုင်ငံသားများအနေဖြင့်လည်းတမှုခရိုင်ပြည်သူ့ကော်မတီအဖွဲ့ပကဖရဲဘော်များတပ်ဖြတ်ခံရမှုနှင့်ပတ်သက်၍အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်သက်ဆိုင်ရာအိန္ဒိယအစိုးရနှင့်ပူပေါင်းဆောင်ရွက်နေမှုအားသိရှိနားလည်ယုံကြည်ကအချမ်းမလို့လားအပ်သောနိုင်ငံချစ်ကြည်ရေးကိုထိခိုက်စေမည့်ကိစ္စများအထူးသဖြင့် နေဆက်ဒေတာရှိတွန်လိုက်အဖွဲ့များနေပြန်လေနိုင်ငံကြီးသားမပြီးသားသည့်မိတိဆိုင်ရွက်ချက်များကိုများမပြုလို့ရန်မြန်မာအိန္ဒိယနှစ်နိုင်ငံနေဆက်ဒေတာတွင်မူရစေဝါတရားမဝင်ရောင်းဝယ်တည်ဆောက်မှုထိန်းချုပ်ရေးပါဝင်တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကိုတက်ဆိုင်ရာဖွဲ့စည်းများနဲ့အစဉ်တစိုက်ပူးပေါင်းဆောင်ရွက်ကြရန် UNG ကမြစ်တာရခံထားပါသည်